ရုရှားစစ်တပ်ရဲ့လေယာဉ်တွေကိုဘော်တစ်ပင်လယ်ပြင်အထက်မှာတပတ်အတွင်း၃ချိန်တိုင်းကြားဖြတ်ဆောက်ကြည့်ကြရတယ်လို့ပိုလန်ကပြောပါတယ်။အော်တိုဗလာ30ရက်နေ့ကရုရှားစစ်တပ်ရဲ့ကင်းတောက်လေယာဉ်တစ်စီးဟောင်းပိုလန်လေပိုင်နက်နောက်ချင်းကပ်ပြန်တန်းလာတဲ့အတွက်ပိုလန်လေတပ်ကတိုက်လေယာဉ်တွေဆင်လွတ်ပြီးဆောက်ကြည့်ကြရကြောင်းပိုလန်ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။အဲ့ဒီလေယာဉ်ဟာပိုလန်လေပိုင်နက်ထဲကိုတော့ကျူးကျော်ဝင်ရောက်ခဲ့ခြင်းမရှိဘူးလို့သိရတာပါ။ဒါပေမဲ့အရင်နှစ်ချိန်နီးတူအဲ့ဒီလေယာဉ်ဟာလည်း ပြန်တမ်းမှုလမ်းကြောင်းကိုတတိကျကျသတ်မှတ်မထားခဲ့သလိုပိုလန်တိုက်လေယာဉ်တွေဘက်ကအဆက်အသွယ်လုပ်လို့မရအောင်စက်တွေပိတ်ထားခဲ့ပါတယ်။ဒါဟာတပတ်အတွင်း၃ချိန်မြောက်ပုံစံတူကိစ္စဖြစ်ကြောင်းတနည်းအားဖြင့်ဘော်တစ်ပင်လယ်ပြင်မှာရုရှားစစ်လေယာဉ်တွေရဲ့အကြောင်းအရင်းတတိကျကျမသိရတဲ့လှုပ်ရှားမှုတွေပုံမထုထလာတာကိုအတည်ပြုနိုင်ကြောင်းပိုလန်စစ်တပ်ကပြောပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့အခုကိစ္စနဲ့ပတ်သက်လို့ဘာမှချက်မှမပေးခဲ့ပါဘူး။ စက်တင်ဘာလရုံးကနေတိုစစ်မှောက်မဲ့အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အက်စတိုးနီးယားလေပိုင်နက်ထဲကိုရုရှားရဲ့တိုက်လေယာဉ်၃စီးကကျူးကျော်ဝင်ရောက်ပြန်တန်းခဲ့ပါတယ်။အဲဒီနောက်ပိုင်းနေတိုရဲ့အရှေ့ဥရောပနိုင်ငံတွေဟာလေကြောင်းကာကွယ်ရေးနဲ့ပတ်သက်ရင်ပိုပြီးတင်းကျပ်တဲ့အစီအမံတွေမြင့်တင်အားဖြည့်ခဲ့ပါတယ်။အက်စတိုးနီးယားလေပိုင်နက်ကျူးကျော်ခံရတဲ့ဖြစ်စဉ်ပြီးနောက်တစ်ချိန်အလားတူထပ်ပြလာရင်ရုရှားတိုက်လေယာဉ်တွေကိုပစ်ချဖို့စဉ်းစားထားကြောင်းလဲနေတိုကသတိပေးခဲ့တာပါ။ ရုရှားကတော့အနေတို့လေပိုင်နက်ကိုကျူးကျော်ခဲ့တယ်ဆိုတဲ့ကိစ္စကိုပယ်ချပြီးမမှန်ကန်တဲ့ဆွဆွဲချက်တွေတာ ဖြစ်တယ်လို့တုတ်ပြန်ထားပါတယ်ရှင်